Hello အားလုံးပဲမင်္ဂလာပါဒီနေ့လည်းကျွန်တော်အန်တူကိုဟာရလေးကိုတူတူလေးလာကြည့်အောင်နော်ဒီတစ်ခေါက်ကအပိုင်း73ဖြစ်ပါတယ်အဲ့တော့အရှိမအဲ72ပိုင်းပြီးသွားပြီပေါ့နော်စလုံးရေးအားဖြင့်1200ပြီးသွားပြီဒီနေ့ကကြတော့1200ကနေတော့မယ်ပေါ့နော်အဲ့တော့ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာကိုကိုကို limitation တွေမထားရဘူးအဲဒီ number တွေထည့်ပြီးတော့ပြောတယ်ဆိုတာကဒါကိုစားရအများကြီးသိနေတယ်ဆိုတဲ့ဥစ္စာကို confidence ရှိအောင်ပြောတာပေါ့နော်အဲ့တော့အဲ1000လဲကြက်မယ်1000လဲကြက်မယ်ဘယ်လောက်ဖြစ်ဖြစ်ကြက်မယ်ဆိုပြီးတော့ချက်တယ်ဆိုတာတက်ဘလို့ပြောရမှာ လဲမှတ်တယ်ပေါ့နော်မှတ်ပြီးလို့ရှင်ဒါကိုဘွားမှာ ပြန်ပြီးတော့အဲအတုံးဝင်လာမဲ့စကလုံးလေးဖြစ်တဲ့အတွက်အဲစလုံးလေးတွေကိုပို့ပို့ပြီးတော့ချစ်ပေးနော်အခုဒီနေ့ကျွန်တော်တို့က1201ကနေစမှာဖြစ်ပါတယ်အဲအရင်တစ်ခေါက်တုန်းကကျတော့အလုံးနဲ့ပတ်သက်တဲ့စကလုံးလေးတွေကိုပြောခဲ့ရပါတော့နော်အဲ့တော့အလုံးလို့ပြောလိုက်လို့ရှိရင်ကျွန်တော်အရင်တော့သိထားတာကရှီခေါ်တူဆွဲပေါ်ကမျိုးရှိမယ်ပေါ့နော်ဒါကကျတော့ကိုယ့်ရဲ့အဲလုံနေတဲ့အလုပ်ပေါ့နော် general ကိုပြောတာဒါပေမဲ့ကျွန်တော်တို့ဒီယုံမှာတကယ်တကယ်အလုံးလို့တဲ့အလုပ်ကိုကျတော့စကျော်ဆိုပြီးတော့ခေါ်တယ်ဒီလိုမျိုးပေါ့နော် tag ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဥပမာအခုနောက်ပိုင်းကျတော့ဒီလိုမျိုး task ခုဆိုပြီးတော့ဒီလိုမျိုး kata kana နဲ့တုံးတာမျိုးလေးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲကျွန်တော်နေ့စဉ်လုပ်နေတဲ့အလုပ်တွေအကုန်လုံးကိုဒီ sakyo ဆိုပြီးတော့ခေါ်တယ်ပေါ့နော် sakyo sakyo အဲအရှိအ sakyo လေးကဘာမှမြင်ဘူးနေရလဲဆိုတော့ဒီ sakse တို့ဘာမှမြင်ဘူးနေတယ် sukuru ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါပေမဲ့ sakyo ဆိုပြီးတော့ဖတ်ပါတယ်သူ့ကို sakku gyo တွေဘာမှမဖတ်ရအောင်နော် sakyo ဆိုတဲ့ vocabulary ပါအဲ့တော့အလုပ်ပေါ့နော်အလုပ်ဆိုတာတက် ဟို specific ဖြစ်တယ်ပို့ပြီးတိကျတယ်ဒီတစ်ခုတစ်ခုတစ်ခုချင်းစီအဲ့ဒီပေါ့နော်ကိုလောက်ဆောင်လိုက်တဲ့ text တစ်ခုချင်းစီကိုစာကြောဆိုပြီးတော့ခေါ်တယ်စာကြောဆိုရယ် vocab လေးမှတ်ထားပေးမယ်ပြီးရင်ကျွန်တော်တို့မှာဒီလိုမျိုး how do you ဆိုရယ် vocab မျိုးလေးရှိတယ် how do you how do you ဆိုတာက hold လုပ်ထားတာဥပမာပေါ့နော်ဖုံးလာလို့ဖုံးကင်တယ်ဒါပေမဲ့တခြားမှာပြောစရာရှိလို့နောက်ထပ်ဖုံးတကောဝင်လာလို့ကင်လာလို့ရှိရင်အရှိအဖုံးက hold ဖြစ်သွားတာမျိုးရှိတယ် how how do you ဆိုတာခဏထိမ့်သိမ်းထားတယ်ဆိုရယ်စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ how do you ရဲ့ review လေးကကျွန်တော်ဒီ review က က်ခုတို့ပါတော့ပညာတော်တင်သွားတဲ့ဆွဲဘောကမျိုးလေးမှမြင်ဘူးတယ်ဟိုရူရဲ့ဟိုလေးကကြတော့သူထမိုးချွတ်ထိမ့်သိမ့်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဟိုရူကဟိုဆိုပြီးတော့အတွဲလိုက်လေးချက်ထားပေးမယ်ပြီးလို့ရှိရင်ဂျန်တဲ့ဥစ္စာလေးလည်းမှတ်ထားပေးမယ်ပေါ့နော်ဒီလိုမျိုးထမိုးချွတ်တို့ပြီးလို့ရှိရင်ရူကခုတို့ပါတော့ဒါမျိုးလေးလည်းသိရမယ်ပေါ့နော်အဲ့တော့ ကိုလုံနေတဲ့အလုတ်ကအစနေပြန်ပြီးတော့လုတ်ရရပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ယာဒီနာအိုစုဆိုပြီးတော့တုံးတာမျိုးလေးရှိတယ်ယာဒီနာအိုစုလုံနေတဲ့အလုတ်ကိုအစနေပြန်ပြီးတော့ပေါ့နော် side shot ခါတာယာယာဒီနာအိုစုဆိုလို့ရှိရင်လုံကအစနေပြန်ပြီးတော့လုတ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးပေါ့ကတ်မျိုးလေးရှိတယ် can ဆိုပြီးတော့ဖတ်တယ်ပေါ့နော်အဲ့တော့ it can it can 哦တို့အများသောအားဖြင့် can may ဆိုလို့ရှိရင်ကျွန်တော်တို့ email တွေဘာတွေမှာဆိုလို့ရှိရင် can may ဆိုလို့ရှိရင်တော့ subject ဆိုပြီးတော့ခေါ်ရပေါ့နော် email ရေးတဲ့ title subject ကိုပြောတာဒါပေမဲ့အဲအကြောင်းကိစ္စတွေကိစ္စရပ်တွေကိုရည်တွက်တဲ့အခါကျလို့ရှိရင်ဒီ can ဆိုပြီးတော့ဒီဒီ can ဆိုတဲ့ပေါ့ကမျိုးလေးနဲ့ရေးတာရှိရပေါ့နော် i can ni can ပေါ့နော် kono can ဆိုလို့ရှိရင်အာအဲ့ဒီကိစ္စဆိုပြီးတော့အဲအဲ့လိုမျိုးလေးပေါ့နော် kono can wa for you နီနာတင်မဆိုလို့ရှင်အဲအဲ့ကိစ္စကခဏ hold လုပ်ထားတယ်လောဆယ်မစင်စားသေးဘူးဆိုတဲ့အတိတ်ပဲမျိုးလေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီ can ဆိုရပေါ့ကမျိုးလေးကိုလည်းမှတ်ထားပေးပါပြီးရင်ကျွန်တော်တို့မှဒီလိုမျိုးပေါ့နော် o y o ဆိုရပေါ့ကမျိုးလေးရှိတယ် o y o o y o ကကြတော့သူအသုံးပြုတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့ဥပမာပေါ့နော် q y o ဆိုလို့ရှင်ရော q y o Q ရောဆိုလို့ရှင်တော့ဒါအရေးပေါ်အရေးကိစ္စဆိုတဲ့သကလုံးလေးဖြစ်သွားအရေးပေါ်အရေးကြီးတဲ့ကိစ္စရဲ့မျိုးပြောတာပေါ့နော်အဲ့တော့အရေးကြီးတယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်မှနောက်ထပ်တစ်မျိုးဒီလိုမျိုးအဲရှိ Q ဆိုတဲ့ပေါက်ကမျိုးလေးလည်းရှိတယ် PQ ကကြတော့ agent ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဒီနှစ်ခုကဘာကွာလဲဆိုတော့ဒီ Q ကကြတော့ Q ရောကကြတော့သူကအဲ emergency case ပေါ့နော်ကိစ္စတစ်ခုခုပြောတာပေါ့ဥပမာစာကြောင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင် Q ရောကတခိတဲ့ CQ ခိုင်းရှာရဲ့မူခတ္တဆိုလို့ရှိရင်အဲ့တော့ဟိုအရေးပေါ်ကိစ္စပေါ်လာတဲ့အတွက်ကြောင့် ချက်ချင်းဆိုတလို့ပဲအဲရုံးကိုသွားခဲ့တယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားမှာပေါ့နော်အဲ့တော့အဲဒိဗေကတော့ဟိုနှစ်ခုလုံးကတော့အရေးပေါ်ဆိုပေမဲ့သူရဲ့ဟိုတုံးတဲ့ပုံစံလေးကမတူဘူးပေါ့နော်ဒါကြတော့အရေးပေါ်ကိစ္စဖြစ်ပြီးတော့ဒါကြတော့အခုချက်ချင်းမြင့်မြန်ဆိုတဲ့ she q ဆိုတဲ့ဘောကမျိုးလေးဖြစ်ပါတယ်နှစ်ခုလုံးကတော့ဒီမှာ iso ku ဆိုတဲ့စကားလုံးလေးပါတာဆိုတော့အဒိဗေကတော့ကိစ္စမရှိဘူးပေါ့နော်မှန်လို့တော့လွယ်တယ်ဒါပေမဲ့တုံးတဲ့နေရာလေးဒေချာလေးမြတ်မှတ်ထားမယ်ပေါ့နော်ပြီးတော့ရုံးလေးပါမှာဆိုလို့ရှိရင်ကျောင်းမှာဒီလိုမျိုးထဲကျွန်းဆိုတဲ့ဘောကမျိုးလေးရှိရဲတော့ကြတော့ procedure ကိုပြောတာ procedure ဆိုတာကဘာလုပ်လို့ရှိရင်ဘာပြီးဘာလုပ် ပ်ပါပြီးဘာလုပ်ဆိုရယ် procedure ကိုထည့်ကျွန်းဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့အဲလုံလုံလုံနီးလုံ လုံနီးလုံစင်ပေါ့နော်ပြောရမလားဥပမာတစ်ခါလေးကြားလို့ရှိရင်ကျွန်တော်ဟိုပြောကြရဲပစ္စည်းပိုင်းဝယ်လာလို့ရှိရင် manual ဆိုပြီးတော့ပါတယ် manual ဆိုပြီးတော့အဲ့ manual တွေကိုလည်းသူတဲ့ကျုံးဆိုပြီးတော့ခေါ်တာမျိုးရှိပေါ့နော်အဲ့တော့ရုံးမှာတော်တော်များများကကျွန်တော်တို့ကအဲဒါပြီးဒါလုံးဒါပြီးဒါလုံးဆိုရဲသူရဲ့ procedure document တွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒီလိုမျိုးထဲ့ကျုံး short ဆိုပြီးတော့ဒီလိုမျိုးစာရဲစာတန်းတစ်ခုအနေနဲ့လည်းခေါ်ကြရမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးမှတ်ထားပေးပါတဲ့ကျုံး procedure ဆိုပြီးတော့မှတ်ထားပေးမယ်ပေါ့နော် edo ဆိုတဲ့ဘောကမျိုးလေးမှတ်ထားပေးမယ် edo edo ရဲ့ e လေး ကကြတော့ဥစရုဥစစုဆိုပြီးတော့သူကခေါ်တယ်။ရွေ့တယ် move ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်။တဏီယာနဲ့တဏီယာကိုရွေ့သွားတယ်၊ရွှေ့တယ်ဆိုတဲ့စကားလုံးလေး။ ido ဆိုလို့ရှိရင်သူကဥပမာပေါ့။ဟိုတဏီယာနဲ့တဏီယာကိုပေါ့နော်။အလုတ်ကြောက်ပြောင်းလိုက်တယ်၊ဟိုပြောင်းရတယ်လို့ပါလို့ဆိုလို့ရှိရင်လည်း ido ဆိုပြီးတော့ခေါ်တယ်။ဒါပေမဲ့ကျွန်တော်တခါတလေကြားလို့ရှိရင်ရုံကနေပြီးတော့အိမ်ပြန်နေတဲ့အချိန်မှာပေါ့နော်။ဆိုလို့ရှိရင်လည်းအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းအဲ့ကာလာကို ido choose ဆိုပြီးတော့တုံးလို့ရအမျိုးလေးရှိရပေါ့နော်။တဏီယာနဲ့တဏီယာသွားနေတဲ့ဂျာကာလာကိုလည်းပြောလို့ရတယ်။ဒါမှမဟုတ် 移動することになりましたそうするしあディディバーがねほぼ病もうと出来てばびばにゃပြောတာမျိုးကြီးလည်းရှိရပေါ့เนาะအဲ့တော့移動ဆိုရဘောကမျိုးလေးမှတ်ထားပေးမယ်移動ရဲ့ဒူကတော့ဒါတည်ထားပြီးသားเนาะဥကောခုရွေရှားသည်ဆိုတဲ့စကားလုံးလေးအဲ့နှစ်ခုလောက်ရွေရှားရဲ့ဆိုဘောကပလေးတွေပေါင်းပေးထားဖြစ်တယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့မှာဒီလိုမျိုး ichi ဆိုရဘောကမျိုးလေးရှိမယ် ichi 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 ဆိုတာကလက်ရှိရောက်နေတဲ့နေရာကိုပြောတာ gan zai ichi ဆိုလို့ရှိရင် gan zai ichi ဆိုလို့ရှိရင် အခုလက်ရှိရှိနေတဲ့နေရာပေါ့เนาะကျွန်တော်များတော့ဖြင့်ဂျပန်ရောက်လို့မြေပုံတွေပါကြည့်တယ်ဆိုလို့ရှင်လက်ရှိရောက်နေတဲ့နေရာကို position ကိုပေါ့เนาะသူကဂန်းဆိုင်ဤချီဆိုပြီးတော့ခေါ်တယ် အမထပ်ပြီးတော့မှတ်စေချင်တာကအချီမဟုတ်ဖဲနဲ့ချီအီဆိုတဲ့ဘောကမျိုးလေးလည်းရှိသေးတယ်ချီအီသူကကြတော့ position ကိုပြောတာ position ရုံးမှာပေါ့နော်ရုံးမှာကျွန်တော်ရှိနေတဲ့ယာတူ position တွေကိုချီအီဆိုပြီးတော့ခေါ်တယ်အဲ့တော့ဒီနှစ်ခုကကြတော့လေဟိုဘယ်လိုပြောမလဲအဲဒီဒီဟိုခန်းကြီးအရာ လွဲသွားတယ်တည်းဒီလားဒီဟာကြီးကိုမြင်ပြီးတော့ဒီချီဆိုတဲ့စကလုံးလေးကိုမြင်ပြီးတော့အာဒါလက်ရှိရောက်နေနေရလားဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုတွဲလွဲလွဲသွားလေးရှိတယ်အဲ့တော့လက်ရှိရောက်နေတဲ့အခုတက်ရှိပေါ့နော်ဥပမာကိုက အဲတုံးလောက်မှရှိနေရလားလေးလောက်မှရှိနေရလားအဲ့လက်ရှိရောက်နေတဲ့နေရာကိုကြတော့ဂန်းဆိုင်ဤချီလို့ခေါ်ပြီးတော့ချီဤကကြတော့ကျွန်တော်ရုံးမှရှိနေတဲ့အဲ position တွေကိုပြောတာပေါ့နော်ချီဤကတကားဤဆိုလို့ရှင်ဒါရာတူးမြင့်နေဆွဲစကလုံးလေးပြောရပေါ့နော်တခါတလေကြလို့ရှင်ကျွန်တော်ဒီလိုမျိုးမိဖုံဆိုပြီးတော့ခေါ်တာမျိုးကြီးလည်းရှိရဲမိဖုံကတကားဤလို့ပေါ့ဆိုအဲ့လိုမျိုးပေါ့အဲ အစင်ပတ်စပတ်စံရှိတယ်လို့ရာဓုကြီးရယ်လို့ပါအဲ့လိုမျိုးခေါ်တာမျိုးပေါ့နော်များတော့ဖြင့်အဲ့လိုမျိုးရှိမယ်ရုံးမဆိုလို့ရှိရင်ကျွန်တော်တို့မှဒီလိုမျိုးဂျောကဲခန်ခေဆိုတဲ့ဥစားရရှိပါတယ်ဂျပန်မှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဂျောကဲခန်ခေအဲ့တော့အရန်ဂျပန်ဆန်တဲ့ company ပါဆိုလို့ရှိရင်လောကဘူးချောဆိုလည်းကြောက်ရတယ်အဲ့လိုခါချောဆိုလည်းကြောက်ရတယ်ပေါ့နော်ဂျောကဲခန်ခေဆိုတဲ့ဥစားမျိုးအပေါ်အောက်ဆက်ဆံရေးတွေရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အပေါ်ကလူဆိုလို့ရှိရင်မဲဥအေဆိုပြီးတော့ခေါ်တယ်ပေါ့နော်မဲဥအေနော့စတိုဆိုပြီးတော့ခေါ်တယ်အထ က်အထက်လူကြီးဆိုတဲ့အသေးပဲမျိုးပေါ့နော်ကိုယ့်ရဲ့လက်အောက်ကလူကကြတော့ဒါဘုကဆိုပြီးတော့ခေါ်တယ်ပေါ့နော်ကိုနဲ့အဲအလုတ်တူတူလုပ်တဲ့လူတွေကိုကကြတော့ဒိုရီယိုလို့ခေါ်ပြီးတော့အဲပြီးရင်ကိုနဲ့တစ်ချိန်တည်းပေါ့နော်ရုံးကိုဝင်တဲ့သူတွေပါလေဆိုလို့ရှင်ဒိုခိဆိုပြီးတော့ခေါ်ပါတယ်ဒိုခိဒိုခိခန်းကြီးလေးလွယ်လို့မရအောင်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒီလိုမျိုးဒိုခိဆိုတဲ့ဘောကတ်မျိုးလေးလည်းရှိတယ်ဒီဒိုခိကကြတော့အနောက်ကစခင်းနဲ့ပေါင်းလိုက်ဒိုခိစခဲဆို motivation ဆိုတဲ့ဘောကတ်မျိုးလေးဖြစ်သွားပါပေါ့နော်ဒါမျိုးလေးမှတ်ထားမယ် ်ပြီးရင်ကျွန်တော်တို့မှာဒီလိုမျိုး KE ဆိုတဲ့ပေါက်ကတ်မျိုးလေးရှိမယ် KE ဒီခန်းကြီးလေးနဲ့ပေါ့နော် KE K ဣရဲ့ခေးလေးကသူကဥယာမဥ respect ရှိတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ဥယာမဥ respect ရှိတယ်အဲ့ဒါကိုကျွန်တော်ပေါ်မှာမြင်ဘူးနေရလဲဆိုတော့စွန်ခေးကောတို့ခန်းကြောကောတို့နော်ဟိုသူများမြင်ပြောတဲ့စကားလုံးတွေကိုကိုမြင်ပြောအဲကိုကိုနှိမ်ပြောတဲ့စကားလုံးတွေမှာမြင်ဘူးနေတဲ့ခေးလေးဖြစ်တယ်ခေးဣခေးဣကိုအာရဝါစုဆိုလို့ရှင်ဒါအဲယူသေးတမှုကိုဖော်ပြတယ်တို့ဘာတို့ရဲ့အတိတ်ပဲမျိုးပေါ့နော်ခေးယိုမိုတေဟာနာစုဆိုယူယူတတိစကားပြောတယ်တို့ဘာတော့အဲအဲ့လိုမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒီဘောကပလေးမှတ်ထားမယ်ပေါ့နော်ပြီးရင်ဥပမာပေါ့ 추코쿠 세버가 묘 레시메. 추코쿠 추코쿠잖아 그때 추코쿠 ဒီဟာလေးနော်ချူးခုခုချူးခုခုဆိုတာကတော့ဝန်နင်းပေးခံရတယ်တတိပေးချင်းခံရရဲ့တတိပေးတယ်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်မြန်မာလိုဝန်နင်းဝန်နင်းပေါ့နော်မြန်မာလိုဝန်နင်းမဟုတ်ဘူးအင်္ဂလိပ်လိုဝန်နင်းပေါ့နော်အဲ့ဒါမြန်မာလိုဆိုလို့ရှိရင်ဝန်နင်းပေးတယ်ဝန်နင်းပေးတယ်ဆိုကျွန်တော်အင်္ဂလိပ်စကားလုံးကိုယူသုံးလိုက်တာဖြစ်တဲ့အတွက်ဝန်နင်းပေါ့နော်တတိပေးတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ချူးချစ်ဆိုလို့ရှိရင်တော့ဒါတစ္ဆာရှိတယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်နော်ချူးခုခုရဲ့ခုခုလေးကကြတော့ခုခုဟခုတို့ဘာလို့မှညင်ဘူးနေတယ်ခုခုဟခုအဲ့လိုမျိုးပေါ့နော်ဖွင့်ပြောတယ်ဆိုတဲ့စကားလုံးလေး င်သူကကြတော့အဲစကေတုဆိုပြီးတော့ဖတ်ပေးလို့ရပါတယ်เนาะဒီလိုမျိုးပေါက်ကတ်မျိုးလေးရှိမယ်ပြီးရင်ကျွန်တော်အဲဤဘာတို့ကြွားဝါတယ်ဆိုတဲ့စကားလုံးလေးရှိမယ်ဤဘာတို့ဤဘာတို့ခန်းကြီးလေးရပါနဲ့ဆင်နေရလဲဆိုတော့ဂမ်ဘာတို့ဆိုတဲ့စကားလုံးလေးနဲ့ဆင်နေရပါအဲ့တော့အန်တူရောက်ပြီဆိုတော့ဒါမျိုးလေးတွေကိုဒါခွန်ရောအုံရောအပြင်ကိုမှကျွန်တော်ခန်းကြီးလေးနဲ့ပေါက်ကပ်လေးနဲ့တွဲပြီးတော့မှတ်ထားပေးပါเนาะပြီးရင်ချောရှုခုဆိုတဲ့ပေါက်ကပ်မျိုးလေးရှိမယ်ချောရှုခုချောရှုခုဒက်ချောရှုခု အဲကျော့စ်ကုတက်အများသားဖြစ်တခုခုပေါ့နော်ဥမာကိုယ်တခုခုတယောက်ယောက်ကလုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်အာအိုဆိုရေဒီမတ်ဆိုပြီးကျွန်တော်ပြောကြရဲအိုဆိုရေဒီမတ်အာနာပါရဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်တကယ်ကကိုယ်အဲကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားအစားတခါလေးကျရင်အာနာလိုက်တာဆိုပြီးတော့အဲအဲ့လိုမျိုးလေးပြောတလို့မျိုးပေါ့နော်အာဒီကတိုကိုဆိုင်မတ်အစားတကယ်တကယ်ကျွမ်းကျင်တဲ့သူတွေဆိုလို့ရှိရင်ဩစရေးလီမတ်ကျော့ခူဒဲဆိုပြီးတော့ပြောပါရတယ်အဲ့တော့အားတွေကနောက်ပိုင်းကျလို့ရှိရင်စကားပြောလေးမှာထည့်ပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့ဒီကျော့ခူဆိုတဲ့ပေါက်ကတ်မျိုးလေးမှတ်ထားပေးပါသူကဩစရေးအီဒီမတ်ဆိုတဲ့အထိပ္ပယ်နေနေတယ် အာနာရဲဆိုရအတိတ်ပဲမျိုးလေးနဲ့တုံတာများပါတယ်เนาะအဲ့တော့ပြီးလို့ရှင်ကျွန်တော်မှာဒီလိုမျိုးယုံမဆိုလို့ရှင်ဒီရှင်းတိုင်းယုံကြည်မှုဆိုရစကားလုံးလေးရှိတယ်သူကကြာရှေ့ရှင်းကြည့်သူဆိုရစကားလုံးလေးနဲ့အနောက်ကတိုင်းလေးကပမာမြင်ဘူးနေရာလေးဆိုတော့သူကကြာတော့ဒါနိုမှုအဲအကူညီတောင်းနေဆိုရစကားလုံးလေးဖြစ်ပြီးတော့ဣတိုင်းဆိုရဘောကမျိုးလေးမှာကျွန်တော်မြင်ဘူးနေရာပါအဲ့တော့ဒါလေးသိမယ်ပေါ့เนาะပြီးရင်အဲရှီတာကာဥဆိုရဘောကမျိုးလေးရှိမယ်ရှီတာကာဥရှီတာကာဥဆိုတာကလိုက်နာရယ်ပေါ့เนาะအဲ့တော့မေဂျိုရှီနိုမေရိနိရှီတာကာဥမေရိဆိုတာကအမိတ်ကိုပြော からは命令 နော် mayday အဲ့တော့ inochi ဆိုတာအသက်ဆိုတော့ mayday ရဲ့ mail လေးက inochi အသက်ဆိုတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒီခန့်ကြီးလေးလက်မှတ်ထားပေးပါ unasukku ခေါင်းငိမ့်သည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် unasukku ခေါင်းငိမ့်သည်ဆိုတဲ့စကားလုံးလေးရှိတယ်ပြီးရင်ကျွန်တော်တို့မှာအဲ hanron sudu ဆိုတဲ့ဗောကမျိုးလေးလည်းရှိမယ် hanron sudu hanron sudu ရဲ့ han လေးကကြတော့သူကအာသူ့လေးကျွန်တော်များတော့အဖြစ်မြင်လို့ရှိရင်အဲ kae su ဆိုပြီးတော့ထင်သွားကြတယ်ဒါပေမဲ့မဟုတ်ဘူးเนาะသူကကြတော့ဒီလိုမျိုးပေါ့เนาะ so ရုလို့ဖတ်တယ်တွေ့ဖဲတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ hand roll ဆိုလို့ဆိုလို့ရှိရင် hand tie ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနည်းနည်းလေးဆင်းနေပေါ့နော်ဒါပေမဲ့သူကကျတော့ဟိုလိုမျိုးကြီးစန့်ကျင်နေဆိုတာအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့ခြေပတယ်အဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့အဲ့လိုမျိုး အဲမဟုတ်တာဟုတ်မဟုတ်တဲ့အကြောင်းပြန်ပြီးတော့ပြောရဲဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ခြေပါတယ်ကန့်ကွက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဟန်ရိုဆူတူနော်ဟန်ရိုဆူရဲ့ရုံးလေးကကျွန်တော်အမြင်နဲ့မြင်ဘူးနေကြတယ်လို့မျိုးပေါ့နော်ဒီဂီဒွန်တို့ဘာလို့ပေါ့နော်ဒီဘေးလောက်တဲတို့ဘာလို့မှမြင်ဘူးနေကြစကားလုံးလေးဖြစ်ပါတယ်ပြီးရင် ိုဝါပီဆိုတဲ့စကားလုံးလေးရှိမယ်ပေါ့နော်။အိုဝါပီအိုဝါပီဆိုတာကတောင်းမန်တာပေါ့နော်။ buff အနေနဲ့ဆိုလို့ရှင်ဝါပီတုဆိုပြီးတော့သုံးလို့ရပါတယ်။အဲ့တော့ဟိုတောင်းမန်တာကိုအိုဝါပီလို့လည်းသုံးတယ်လို့တစ်ခါလေးကြားလို့ရှင်ကျွန်တော်တို့မှာဒီလိုမျိုးပေါ့နော်။အာယာမာတုဆိုတဲ့စကားလုံးလေးလည်းရှိမယ်ပေါ့နော်။အာယာမာတုတောင်းမန်နဲ့အဲဥမာပေါ့ကျေးဇူးတင်တယ်ဆိုလို့ရှင်ကကြတော့ခန်ရှာဆိုတဲ့စကားလုံးလေးရှိမယ်ပေါ့နော်။ပြီးတော့ကြတော့ကျွန်တော်ကအိုရေဆိုပြီးတော့ပြောတာဟုတ်နော်။ဒီလိုမျိုးပေါ့ကတ်မျိုးလေးရှိတယ်။ပြီးရင် ဥဆဲကြီးဆိုတဲ့စကားလုံးလေးရှိမယ်ဥဆဲကြီးဟွဥဆဲကြီးဆိုတာကအဲ့လိုမျိုးမြောက်ပြောတာမျိုးပေါ့အဲတော်လိုက်တာဆိုအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးအဲပြောပြောတဲ့ဟာလေးတွေကိုဥဆဲကြီးဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်ဥမာပေါ့အဲ့တော့ဟိုတော့ဥဆဲကြီးကဥမာဆိုအဲသူ့တော်ပြောသူကအဲ့လိုမျိုးမြောက်ပြောတာတော်တယ်လို့ပါတော့ပေါ့နော်ဥဆဲကြီးဥဆဲကြီးဆိုတဲ့ဗောကမျိုးလေးရှိမယ်ဂိုမောက်ဆုတုဆိုတဲ့ဗောကမျိုးလေးရှိမယ်ဂိုမောက်ဆုတုဂိုမောက်ဆုတုဆိုတာကဖားတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဂျောရှိဂျောရှိနိဂိုမောက်ဆုတုဆိုလို့ရှိရင်အဲ အထက်လူကြီးကိုဖားတယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားပဲပေါ့နော် အလုတ်ကြောင်းပြောနေတာဖြစ်တဲ့အတွက်ရှေ့ကနေပြန်မျိုးပြောမယ်ဆိုလို့ရှင်ရှူးရှော့ခူးစွာကအလုတ်ဝင်တာပေါ့နော်အဲ့တော့တိုင်းရှော့ခူးဆိုလို့ရှင်ကျွန်တော်ကအလုတ်ထွက်တာဖြစ်ပါတယ်တန်းရှော့ခူးဆိုလို့ရှင်တော့ဒါအလုတ်ပြောင်းတာပေါ့နော်တန်းရှော့ခူးအဲ့တော့ကျောင်းလုံးကြီးရဲ့လုပ်ငန်းခွင်ကိုကြတော့ရှော့ခူးပါဆိုပြီးတော့ခေါ်ပါတယ်ရှော့ခူးပါတော့နင်ကန်ခန်ကီလို့ပါတော့ပေါ့နော်လုပ်ငန်းခွင်မှာလူတွေအချင်းချင်းဆက်ဆံရတဲ့ relationship တွေပါတယ်အဲ့လိုမျိုးပေါ့နော်ရှော့ခူးပါတော့နင်ကန်ခန်ကီဝါမူစုခါရှိရဲ့အဲ့လိုမျိုးအသေးပဲမျိုးလေးရှိတယ်ပြီးရင်ဥပမာအာခူပီနီနာဒူဆိုလို့ ရှင်ခူဘီနီနာတို့ခူဘီနီနာတို့ဆိုတာကအလုတ်ပြုတ်သွားပါဘောเนาะအဲ့တော့ဒီစကလုံးကကြတော့ကျွန်တော်ကများသွားဖြင့် officially မတုံးဘူးဘောเนาะဒါကြဟိုအရက်သုံးဆွဲစကလုံးလေးဘောเนาะခူဘီနီနာတို့ခူဘီနီနာတာဆိုလို့ရှင်ဒါဟို တရက်30ကလုံးဖြစ်တဲ့အလုတ်ပြတ်အလုတ်ပြုတ်တယ်ဆိုတဲ့စကလုံးလေးပေါ့နော်တကယ်တကယ်ကျွန်တော်စာရီပိုင်းမှာဆိုလို့ရှိရင်ခိုက်ကိုဆိုပြီးတော့တုံးပါတယ်ခိုက်ကိုစာတဲ့တခိုက်ကိုစုတူဆိုရင်မခိုက်ကိုစုတူဆိုရင်အလုတ်ပြုတ်တယ်ပေါ့နော်ခိုက်ကိုစာတဲ့တဆိုလို့ရှိရင်အလုတ်ပြုတ်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့တုံးတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးလည်းမှတ်ထားပြီးဖို့လိုအပ်တယ်ခန်းကြီးကတော့မခတ်ဘူးတိလားအဲ့တော့ဟိုဥပမာကျွန်တော်ဥပမာမြင်ဘူးညာလဲဆိုတော့ဒါခိုရောဆိုအလုတ်ခန့်အပ်တယ်ဆိုတဲ့စကလုံးလေးဖြစ်ပြီးတော့အဲ့ဒီကနေမှသူကဟို ဖယ်လိုက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတော့။အဲ့တော့ kai ကိုစုတူဆိုရင်အလုတ်အလုတ်ဖြုတ်တယ်ဆိုတဲ့ပေါ့ကံမျိုးလေးဖြစ်ပါတယ်။ဒါမျိုးလေးလည်းမှတ်ထားပြရမယ်ပေါ့နော်။ပြီးကြောင်းမှာဒီလိုမျိုးပေါ့နော်။ man so khu su တူဆိုလို့ရှိရင်ဒါကျင့်တဲ့ sensitive ဖြစ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးရောဥပမာပေါ့ fu man ဆိုလို့ရှိရင်တော့ဒါမကျင့်တဲ့ဖူးပေါ့နော်။ fu man ကို eu ဆိုရင်မကျင့်တဲ့တာကြီးပြောတယ်ဆိုတဲ့စကားလုံးလေးဖြစ်မယ်ပေါ့နော်။ shinbo su တူဆိုတဲ့ပေါ့ကံမျိုးလေးရှိမယ်။ shinbo su တူ shinbo su တူဆိုရင်အာ shinbo ရဲ့ shin လေးကကြတော့ zai အာ 蛮深夜的，所以这个老人拍的，他卡拉一路拍路线，像十点出来的一片片哟，自来一路线啊，真奢华，自来一路我也。 ခက်ခဲလိုက်တာဆိုတဲ့အိပ်ပဲမျိုးပေါ့နော်အဲ့တော့စရာကြီးကိုသူကအနောက်ကဘာဖြစ်သွားလဲဆိုတော့ဣဒါခုဆိုပြီးတော့ပွေပိုက်ထားတာဖြစ်တဲ့အတွက်ဣဒါခုပွေပိုက်ထားတာဖြစ်တဲ့အတွက်ရှင်ဘိုးဆိုသူဆိုတီးခန့်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဟိုအခက်ခဲကြီးခြားရမှာပေါ့နော်တီးခန့်ပြီးတော့အဲရင်ဆိုင်နေကြိုဖြစ်တယ်ပေါ့ရှင်ဘိုးဆိုသူဆိုတီးခန့်နေဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှာဥပမာပေါ့မာခဲတုဆိုတဲ့ဘောကမျိုးလေးရှိမယ်မာခဲတုရှုံးနေဆိုတဲ့စကားလုံးလေးနော်ဒါမဲ့သူက ဥဥလို့ဖတ်လိုက်လို့ရှိရင်အဲ့လိုမျိုးတာဝန်တွေပါခန်းဆောင်နေဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်။ဒါမှမဟုတ်တခုခုအဲ့လိုမျိုးပေါ့နော်။ခံပိုးထားတယ်ဆိုတဲ့စကားလုံးလေးလည်းဖြစ်တယ်။ဥပမာအဲ့လိုရင်မထွက်တော့ဘူး။မခဲတုကိုမှဒီလိုမျိုးနောက်ကနေဥထွက်လို့ရှိရင်ဥဥဆိုပြီးတော့သူကခံပိုးထားတယ်တာဝန်ထမ်းဆောင်နေတာဝန်ယူတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်။အရှိမစက်ခီနင်းလိုက်လို့ရှိရင်စက်ခီနင်းဥဥဥဆိုလို့ရှိရင်ဒါတာဝန်ထမ်းဆောင်နေဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ပေါ့နော်။စက်ခီနင်းဥဥဥဆိုပြီးတော့ဒီလိုမျိုးလေးတောင်းလိုက်ရအောင်။အဲ့ကြလို့ရှိရင်သူမခဲတုဆိုပြီးတော့ထွက်ပြီးလို့မရဘူးလေနော်။နောက်မှဥထွက် တ်နေရဖြစ်တဲ့အတွက်ဒါမျိုးလေးရှိမယ်อืมပြီးလို့ရှင်ရောမှာဒီလိုမျိုးတုခဲတုဆိုရပေါ့ကမျိုးလေးရှိမယ်တုခဲတုဒီခန်းကြီးလေး ਨੇ တုခဲတုတုခဲတုဆိုတာပျော်ဝင်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ယောဂန်တို့ပါလို့ဆိုလို့ရှင်ဒါအဲ့လိုမျိုးပေါ့နော်မီးတောင်တို့ပါလို့အဲ့လိုမျိုးလေးခေါ်တာမျိုးရှိရပေါ့နော်ယောဂန်ဒါမျိုးလေးရှိမယ်ရာမှုအေစုဆိုရပေါ့ကမျိုးလေးမှတ်ထားပြပါရာမှုအေစုရာမှုအေစုဆိုလို့ရှင်ဒါအာမတက်နိုင်လို့လောက်ရရဲဆိုတဲ့ဥစားမျိုးပေါ့နော်ရာမှုအေစုရာမှုအေစု thank you ste ru မတက်နိုင်ဘူးမလွှဲတာမရှောင်တာစလုံးနေရတယ်ဆိုတဲ့အဓိပ္ပယ်မျိုးပေါ့နော်ရာမူအေစုဆိုတဲ့ပေါ်ကမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့ကဒီလိုမျိုးထမဲစုဆိုတဲ့ပေါ်ကမျိုးလေးလည်းမှတ်ထားပြီးပါသူကတော့ယင်းဒီပီတာရှိခန်းတို့ဘာလို့မှပါရရှိလေးပေါ့နော်ဒါပေမဲ့ပေါ်ကအနေနဲ့ထမဲစုစန်တက်တယ်ဆိုတဲ့စကားလုံးလေးရှိထားပြီးပြီးရင်လေအဲခေနန်းဆိုတဲ့ပေါ်ကမျိုးလေးမှတ်ထားပြီးမယ်ခေနန်း ခက်တယ်နော်ခင်တဲ့ရဲ့ခဲလေးက isho kame တို့ဘာလို့မှမြင်ဘူးတဲ့စကားလုံးလေးဒီလားခင်နန်းခင်နန်းဆိုတာက concern ပေါ့နော် concern အဲ့လိုမျိုးစိတ်ထဲမှာမကြည်မနဲ့လေးဖြစ်နေရတယ်ကျွန်တော်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်အမြဲတမ်းအဲ့လိုပြောရလေ I let me know if you have any concern solution နေမှာတခုခုအဆင်မပြေရဒါမှမဟုတ်သိချင်တာဟိုဟိုပေါ်တော့စိတ်ထဲထင်နေရပါရှင်ကတို့ပြောပါဆိုရအတိပဲမျိုးလေးနဲ့အဲ့လိုမျိုးယုံမှဆိုလို့ရှိရင်ကျွန်တော်ကဒီလိုမျိုးခင်နန်းကြီးခိုးဆိုပြီးတော့အဲ့လိုမျိုးတုံးတာမျိုးလေးရှိတယ်ခင်နန်းဖတ်တတ်တယ်ဆိုလို့ရှိရင်ဒါ ော်တော်လေးတော်တော်လေးပေါ့နော်အဲ့လိုမျိုးတိချင်တာတွေပါလေ list လောက်ထားရတော့ပါဆိုခင်တန်းကြည့်ခိုးဆိုပြီးအဲ့လိုမျိုးလေးတောင်းနေပေါ့နော်ဒီလိုမျိုး vocab လေးဖတ်နိုင်မှလည်းရှေ့ကိုရောက်မှဖြစ်တဲ့အတွက်ဒါမျိုးလေးမြင်လို့ရှိရင်ကိုမသိရဲ့ vocab တင်မြင်ပျော်ရမယ်ဒီလားကိုမသိရဲ့ vocab တင်မြင်လို့ရှိရင်စိတ်မညစ်ရဘူးအဲ့လိုဆိုရင်ရှေ့ကိုပို့ပို့ပြီးတော့မြန်ရောက်တယ်ပေါ့နော်ဒါမျိုးလေးရှိမယ်နော်ကားဆုဆိုတဲ့ vocab မျိုးလေးမှတ်ထားပြီးပါနော်ကားဆုနော်ကားဆုဆိုတာကလွတ်သွားတယ်လွဲသွားတယ်ဆိုတဲ့အသေးပဲမျိုးပေါ့နော်ဥမာ ခိကယောနောကဆုချန်ဆုနောကဆုဆိုရင်အခွင့်အရေးကိုလွတ်လွတ်သွားတယ်ဆိုရယ်ပေါ့ကံမျိုးလေးရှိမယ်ပြီးရင်ခါစာနာတုဆိုရယ်ပေါ့ကံမျိုးလေးမှတ်ထားပေးမယ်ခါစာနာတုခါစာနာတုဆိုတာထက်တယ်ဆိုရယ်စကားလုံးလေးဥပမာပေါ့နော်တခုတခုလှုပ်တယ်ပြီးရင်နောက်ထပ်တခုထပ်လှုပ်တယ်ထပ်လှုပ်တယ်တော့အဲ့လိုအပေါ်မှာအပေါ်မှာထက်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 သွားတယ်ဆိုရယ်အတိတ်ပဲမျိုးပေါ့နော်များသောဖြင့်အာခိုင်ကီကခါစာနာခါစာနာတဲမဆိုလို့ရှိရင်ခိုင်ကီကြည့်ကံကခါစာနာတဲမဆိုလို့ရှိရင်နှစ်ခုနှစ်ခုကပေါ့နော်အဲအစည်းဝေးချိန်ကထက်သွားတယ်ဆိုရယ်အတိတ်ပဲမျိုးလေးနဲ့တုံးတယ်တခါတလေကျရင်သူ့ခါဘူးတုဆိုပြီးတော့တုံးတာမျိုးလေးလည်းရှိ 教え物あかぶっています。 ်ခါဘူးတုဆိုပြီးတော့လည်းတောင်းတာမျိုးရှိတယ်။တစ်ခုနဲ့တစ်ခုနဲ့ထပ်သွားရဲဆိုရဲဥစားကိုခါစားနာတုခါဘူးတုလူမျိုးဘောကမျိုးလေးတောင်းတာရှိတယ်။ပြီးရင်တို့ခုရှုဆိုရဲဘောကမျိုးလေးလမ်းမထားပေးမယ်။တို့ခုရှုတို့ခုရှုဆိုတာကအထူး special ဆိုရဲစကားလုံးလေးဖြစ်ပါတယ်။အဲ့တော့ဒါမျိုးလေးပြောတဲ့အခါမှာဆိုလို့ရှိရင်အဲနည်းနည်းလေးပေါ့နော်။အဲရှုဆိုရဲစကားလုံးလေးကိုထပ်ပြီးပြောချင်တယ်။ရှုဤတို့ဆိုရဲဘောကမျိုးလေးမှတ်ထားပေးမယ်ပေါ့နော်။ရှုဤတို့ဆိုတာကပြဒါနီယောင်ပြောတာပါ။အနီနဲ့လိမ်ပေါ်နဲ့ပေါင်းဆက်ထားတဲ့အယောင်ပြဒါနီယောင်ကိုရှုဤတို့ဆိုပြီးတော့ခေါ်တယ်။အဲ့တော့ ဒီအနောက်ကစကလုံးလေးပေါ့နော်သူကလည်းခန်းကြီးလေးဆင်နေရဆိုပြီးကျွန်တော်နည်းနည်းလေးဆင်တဲ့ဥစ္စာမျိုးဆိုလို့ရှိရင်အန်တူးမှာဆိုရင်ခါဘူး share stock share ဆိုတဲ့စကလုံးလေးလည်းရှိမှာပေါ့နော်ခါဘူးအဲခါဘူးရှိခိခါဘူးရှိခိ guys share တို့ဘာလို့မှအမြင်ရပါတယ်ခါဘူးရှိခိခါဘူးရှိခိဆိုတာက stock share တွေကိုပြောတာဖြစ်တယ်အဲပြီးရင်ကျွန်တော်မှာဒီလိုမျိုးပေါ့နော်ဂျောတိုင်းဆိုတဲ့အခြေအနေဆိုတဲ့ပုံကမျိုးလေးရှိမှာပြီးလို့ရှိရင်ဂျောချောဆိုတဲ့ပုံကမျိုးလေးရှိမှာအဲ့နှစ်ခုကဘာကွာလဲဆိုတော့ဂျောချောဆိုလို့ရှိရင်တော်နည်းနည်းလေး general sense နေပေါ့နော်ဥပမာ နေဟောင်းတော့ကျော်ကန်းဆိုင်မြန်မာတော့ကျော်ကျော်ဆိုလို့ရှိရင်အခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့ဆိုရအတိတ်ပဲမျိုးဖြစ်ပြီးတော့တခုခုပေါ့နော်အာအီမဘတ်ဆိုကွန်ကစိုက်ခီတိုဒေခိနိုင်ကျော်တိုက်တယ်ခီတိုဒေခိနိုင်ကျော်တိုက်တယ်ဆိုလို့ရှိရင်ဘတ်ဆိုကွန်ဖွင့်လို့မရတဲ့အခြေအနေဖြစ်နေ restart လုပ်လို့မရတဲ့အခြေအနေဖြစ်နေစသဖြင့်ပေါ့နော်တခုတခုကိုပို့ပြီးတော့ specific ဖြစ်ပြီးတော့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင် 状態もの今インターネットに接続できない状態です。そうしてあくインターネットをえ、チェイロミアを骗にやるばろあの妙に通ったみたいでボノ。あろ、妙妙に壊びろ通ってちんね。そうしてのサイメメ派るしてポびろဒါပဲနေရာမှာဘလို့တောင်းရမလဲဆိုတော့အုံနောက်ကသူကသူအလုပ်လုပ်သွားတယ်ပေါ့နော်ဒီလိုမျိုးပေါ့ကတ်မျိုးလေးရှိမယ်အဲပြီးရင်ကျွန်တော်တို့မှာ ်ကိုယ့်ရဲ့အထက်လူကြီးဆိုလို့ရှိရင်ဒီလိုမျိုးဂျောရှိဆိုပြီးတော့ခေါ်တာမျိုးလေးလည်းရှိမယ်အဲဂျောရှိရဲ့ရှိလေးကရှိကိုင်းဆိုပြီးတော့ရှိရပေါ့နော် announce ဟို announce ာလောက်တာပေါ့ကျွန်တော်အခမ်းအနားရပိုင်းမှာ MC Master of Ceremony ဆိုပြီးတော့အဲအဲ့လိုမျိုးလုပ်တဲ့သူတွေကိုရှိခိုင်းရှာဆိုပြီးတော့ခေါ်ရပေါ့နော်အဲ့ဒီမှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့ရှိလေးကကြတော့ဥပမာ main ရှိလို့ပါတော့မှာပါတဲ့ရှိလေးနဲ့ဆင်တဲ့ main ရှိ main ရှိဆိုတာကကျွန်တော် noun ကိုပြောတာ ဟိုနံနေကိုပြောတာပေါ့နော်ဥမာဒိုးရှိဆိုလို့ရှင်ဒါ buff တွေကိုပြောတာပေါ့နော်ပြီးလို့ရှင်ဥမာဖုခုရှိဆိုလို့ရှင်ဒါအဲဒီဖုခုရှိမဟုတ်ဘူးခန်းကြီးအရာဆိုရင်ဒီဖုခုရှိဆိုလို့ရှင်ဒါ add buff တွေကိုပြောတာပေါ့နော်အဲ့ဒီမှာပါတဲ့စကားလုံးလေးဖြစ်ပါတယ် အဲ့တော့ဒါမျိုးလေးမှတ်ထားမယ်ပေါ့နော်ဒါ1300ပြည့်သွားအောင်တခြားတခန်းမသွားဘဲနဲ့ဒီမှာဖြတ်ပြီးတော့ဒီဒီစကလုံးလေးပြောလိုက်တာပေါ့နော်ဒါပေမဲ့ဒီမှာမှတ်ရမယ်မေးရှိဆိုလို့ရှိရင်နောက်ထပ်မေးရှိတစ်ခုရှိတယ်ဒီလိုမျိုးလေးဒါကကြတော့လိပ်စာကတ်ဆိုတဲ့မေးရှိလေးဖြစ်ပါတယ်အဲ့တော့အဲအတန်ထွက်တူပြီးတော့စကလုံးမတူတဲ့ vocab လေးပေါ့နော်အဲ့တော့ဒါလေးလည်းတူတူမှတ်ထားပြီးပါ1300ရှိသွားပါပြီ1300ထိကျပ်ပြီးသွားပြီလားအဲ့တော့ဟိုချက်တယ်ဆိုတာထပ်ပေါ့နော်ထခါထခါနားထောင်စီချင်တာပေါ့ထခါထခါနားထောင်ပြီးတော့ဒါတွေကို အတားမြင်တာနဲ့ဒါပြီးရင်ဒါလာမယ်ဒါပြီးရင်ဒါလာမယ်ဆိုတော့ကျွန်တော်တချင်းနေဆိုလို့ရှင်လာမကြက်ဖဲနဲ့အလိုရနေတယ်လို့မျိုးပေါ့နော်ဒီစကလုံးလေးတွေကိုလည်းဒါစာကြက်ဖို့အချိန်မရှိသေးဘူးဆိုလို့ရှင်ရထခါတခါနားထောင်နေပြီးတော့သူကသူနားအမှတ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ထောင်းတုံရတာကိုရောက်နေပြီဆိုတော့ဒါအများကြီးပြုတ်ပြစရာမလိုတော့လုံအောင်တော်တော်အချိန်ရနေတဲ့သူတွေဖြစ်တဲ့အတွက်ကြည်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ထက်ကြည့်အောင်ပါမလားနောက်ထပ်တစ်ပိုင်းအဲ့တော့ကြည့်မယ်ဆိုလို့ရှင်ကွန်မန့်လေးပတ်ခဲ့ပြီးတော့နော်တတား